်ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့သာရအသက်ဟူသည်ဆိုရကောင်းစလင်းနဲ့ခွားပေးတော့မှာဖြစ်ပါတယ်ရှင်ရောင်းခရဝဉ္ဇအခန်းဆက်ခွန်ဆပိုက်၃ခုဖတ်ပါမယ်သာရအသက်ဟူမူကမှန်သောဘုရားသခင်တစုတည်းဖြစ်တော်မူသောကိုရောကို၎င်းစေလွတ်တော်မူသောယေရှုခရစ်တို့ကို၎င်းတည်ကြွခြင်းတည်းပြောတာတွေ့ရတယ်။အဲ့တော့သာရအသက် ဆိုတာဒီနေ့နော်ခမဲတော်ဖရားနဲ့သားတော်ယေရှုခရစ်တော်ဖရားကိုတည်ကျွမ်းခြင်းကိုထောက်ရတဲ့လို့ခေါ်တာဖြစ်ပါတယ်ဟိုတချို့ကျွန်တော်တို့နားလည်သလိုပေါ့ထောက်ရတဲ့ဆိုတာနော်မတည်တော့ခြင်းဘယ်လိုမျိုးမဟုတ်ပါဘူးဒီခန္ဓာကိုယ်တော့တည်ဦးမှာနောင်မှာနော်အဲ့တော့ဝိညာဉ်မတည်တော့ခြင်းလို့ပြောရင်လည်းမှန်တော့မှန်ပါတယ်ဒါပေမဲ့ဝိညာဉ်က ငရဲကြလည်းမသေးပါဘူးအဲဒီလိုမျိုးပေါ့အဲ့တော့နောက်တစ်ခုကတော့ကောင်းကင်ဘုံမှာထာဝရအသက်ရှင်ခြင်းပေါ့ဒါလည်းမှန်ပါတယ်ဟောဒါမှမြေကြီးပေါ်မှာတော့ဒီနေ့တိဘောထာဝရအသက်ဆိုတာခမရတော်ဘုရားနဲ့တားတော်ဘုရားကိုတိကျွမ်းခြင်းကိုထာဝရအသက်လို့ခေါ်တာဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ရှင်းအောင်မှတ်လိုက်ဖို့အဲ့တော့ဘလို့တိကျွမ်းတယ်လေတဲ့ထာဝရအသက်ကိုဘလို့ရတယ်လဲဆိုရင်တဲ့ တယောက်ခန်းငါစပိုက်71ကနေ73မှာပါပြောလဲဆိုတော့ဘုရားသခင်ကငါတို့အထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်ဒီလဲတားတော်၌ပါ၏နော်ခမည်းတော်နဲ့တားတော်နော်သားတော်ကိုရတော်သူအသက်ကိုရိုက်ဘုရားသခင်သားတော်ကိုမရတော်သူမူကအသက်ကိုမရဘုရားသခင်ကခမည်းတော်ဘုရားကထာဝရအသက်ကိုပေးတယ်တဲ့အဲ့ထာဝရအသက်ကသားတော်နဲ့ထည့်ပေးလိုက်တယ်သားတော်ကိုရရင် အသက်ကိုရတယ်။သားတော်ကိုမရရင်အသက်ကိုမရဘူး။ဘုရားသခင်သားတော်ကိုယုံကြည်သောသူတို့သည်ထာဝရအသက်ကိုကိုယ်တိုင်ရသည်ဟုသိစေခြင်းကအေရာများကိုသင်တို့အားငားရွေ့ပေးလိုက်၏။နော်။အဲ့တော့ဘယ်သူကထာဝရအသက်ရသလဲဆိုတော့သားတော်ယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်တယ်လို့ယုံကြည်သောသူဟာထာဝရအသက်ရတယ်။အဲ့ဒါကိုယ်တိုင်သိမယ် ကိုကိုရင်တိမှထာဝရတည့်ရတယ်နော်အဲ့တော့ဆိုလိုတော့ကတော့ဗာလေကိုကိုရင်ခမဲတော်နဲ့တားတော်နဲ့ယင်းနှစ်ကျွမ်းဝင်မှာအဲဟောနော်အဲ့ဒါထာဝရတည့်ရကြောင်းကိုကိုသိတယ်လို့ပြောပါတယ်အဲ့ဒါယုံကြည်တယ်လို့ပြောတဲ့ခါမှာဒီနေ့အဲယောဟန်ခန်းတစ်စာပတ်ရှင်းနေမှာထိုသူကိုလက်ခံသမျှတော့သူတိဥတော်ကိုရောယုံကြည်တော်သူတို့အားဘုရားသခင်ရဲ့တားဖျားတဲ့ခွန်ပေးတယ်တားဆိုတော့ဘာလဲ အရင်နှစ်ချင်းကိုပြတယ်ပြီးရင်ရပိုင်ခွင့်ကိုနော်ပြနေချင်းဖြစ်တယ်ဖြစ်ချင်းပြောင်းသွားတာလူသားကနေဖျားသားဖျားသားဆိုတော့ဖျားသခင်စရာအမွေခံပါပေါ့ဒါလိုရှိပါတယ်တ anyaan ယုံကြည်ခြင်းအဖြစ်ကျွန်တော်ကဖျားသားဖြစ်ခွင့်ရတာဖြစ်တယ်နော်ထာဝရအသက်ရတယ်ဒါလိုပြောချင်တာဖြစ်ပါတယ်အဲ့တော့ကိုရင်တိမယ်ဆိုတော့ဘယ်လိုတိလဲထာဝရအသက်ရကြအောင် ယောမခန်းရှိစာပ16မှာငါတို့ဒီဖယားသားဖြစ်ကြသည်ဟုဝိညာဉ်တော်ဒီငါတို့ရဲ့ဝိညာဉ်နဲ့အတူတက်တည်ခံတော်မူ၏ပြောပါတယ်ဆိုတော့အဲ့ဒါအရေးကြီးဆုံးအဲ့ဒါအချုပ်ပဲတန်ရှင်သောဝိညာဉ်တော်ကျွန်တော်တို့အထက်ကိုရောက်လာတယ်ယေရှုကိုယုံကြည်တယ်ဆိုရင်တော့အဲ့တန်ရှင်သောဝိညာဉ်တော်ကဘာတူလဲဆိုတော့၃ပါးတစုเนาะခမဲတော်ရဲ့ဝိညာဉ်လို့လည်းခေါ်တယ် ဘုရားသခင်ဝိညာဉ်လို့လည်းခေါ်တယ်အမျိုးမျိုးနော်ပြီးရင်သားတော်ရဲ့ဝိညာဉ်လို့လည်းခေါ်တယ်ခရစ်တော်ရဲ့ဝိညာဉ်ယေရှုခရစ်ဝိညာဉ်တန်ရှင်သောဝိညာဉ်တော်ကြည့်အဲ့တော့တန်ရှင်သောဝိညာဉ်တော်ယေရှုကိုယုံကြည်တာနဲ့တကယ်ဧဝံဂေလိသတင်းကိုကြားတယ်နားလည်သဘောပေါက်ပြီးယုံကြည်တဲ့ယေရှုမိမိကယ်တင်ရှင်ဖြစ်ယုံကြည်ရင်တန်ရှင်သောဝိညာဉ်တော်ကျွန်တော်အထက်ကိုယုံကြည်တော်သူရဲ့အထက်ကိုရောက်လာတယ်ရောက်လာတဲ့ခါမှာ ဘာလို့လဲဖះသားဖြစ်ပြီးဆိုတော့တက်တည်နော်ပြီးတယ်ဆိုတော့ကျွန်တော်ဝိညာဉ်နဲ့တူအပြန်လန်စကားပြောတက်တည်ခံတယ်အဲ့တော့အဲ့ဒီဝိညာဉ်တော်ကဘာဖြစ်လဲခမဲတော်ရဲ့ဝိညာဉ်တားတော်ရဲ့ဝိညာဉ်ပဲဖြစ်တယ်အတွေ့ခမဲတော်နဲ့တားတော်နဲ့တိကျွမ်းရတဲ့အခွင့်ရသွားတာပေါ့အဲ့ဒါထာဝရအသက်ပဲဖြစ်ပါတယ်ဒါကြောင့်အားပေးခြင်းနဲ့ဒီနေ့ နော်ထာဝရတက်ဘယ်လောက်ရပြီလဲစဉ်းစားကြည့်လိုက်နော်ဖယားနဲ့ဘယ်လောက်ရင်းနှီးတယ်လဲဟာလာဖယားနဲ့ဘယ်လောက်တိကျွမ်းချင်းရှိတယ်လဲဟာအဲ့ဒီမှာထာဝရတက်ကိုဘယ်လောက်ရထားတယ်လဲဆိုတာဟောပါတယ်တယောက်နဲ့တယောက်မတူဘူးမတူဘူးဟာအကောင်းကင်ဘုံတော့ချီရောကြောင်ရောက်มาပဲလေငရဲရောချီရောကြောင်လွတ်มาပဲလေဖယားကောင်းလို့ตัวတွင်ทาวระตะ ကိုပန်ဆိုင်ရရှိခြင်းကတယောက်နဲ့တော့ကွာသွားပြီအဲ့တော့အဲ့ကွာခြင်းကမြကြီးမှလည်းကွာတယ်နော်ကျွန်တော်ပြန်ဖတ်ချင်တဲ့အကျမ်းပိုက်လေးသာရတဲ့ဟူမူကမှန်သောဘုရားသခင်တစုတီးဖြစ်တော်မူသောကိုရောကို၎င်းဆေလွတ်တော်မူသောယေရှုခရစ်ကို၎င်းတိကျွမ်းခြင်းကြည့်ဒီကဲမိတ်ဆွေတရားယုံကြည်သူတယောက်ဖြစ်တဲ့ကျေရောကြောင့်ကောင်းကင်ဘုံမှာသာရဆန်းစားမှတေချပါရတော်ရွင် တင်ဟာထာဝရအသက်ကိုဘလောက်ထိရထားပြီးပြီလဲတောင်းတောင်းတူမမဟုတ်ဘူးပြောချင်တာကတန်ရှင်သောဝိညာဉ်တော်ရဲ့ဆုံးမပဲ့ပင်ခြင်းတုံတင်လမ်းပြခြင်းအဖြစ်နော်ဖျားသခင်နဲ့ဘလောက်တိကျွမ်းပြီးပြီလဲခမရတတော်တန်ရှင်သောဝိညာဉ်တော်ဘောအဲသုံးပါးနဲ့ဘလောက်တိကျွမ်းတယ်လဲတိကျွမ်းတယ်လို့ထာဝရအသက်ကိုရတာဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တိကျွမ်းတာချင်း အတိုင်းတန်မတူတာကိုကြည့်ရင်ထာရအသက်ရတာချင်းလည်းမတူဘူးမတူဘူးအကောင့်ကင်မိုးရောက်မှာတော့တူပေမဲ့ထာရအသက်ရတာချင်းမတူဘူးအဲ့ထာဝရတည်းရတာရှင်မတူတာကကောင်းကင်ဘုံမှာလဲကွာသွားတယ်။ဟောနော်ကွာသွားတယ်။ဒီကောင်းကင်ဘုံမှာကျွန်တော်တို့အစင်တန်းနဲ့ရှိတော့နော်။ကောင်းကင်သမန်ပဲကြည့်လိုက်ကောင်းကင်သမန်မင်းရှိတယ်လေ။ကောင်းကင်သမန်နေရှိတယ်လေ။ကောင်းကင်သမန်ဘုံမှုဆိုရှိတယ်။စသဖြင့်အဲ့ဒါဆိုရင် ဟိုအစင်တမ်းမျိုးမျိုးရှိတယ်။ပြင်းနဲ့ယုံကြည်သူမှလည်းကြည်လေယေရှုကိုယ်တိုင်ပြောတယ်။ဒီပညာကိုတဲ့နော်အငယ်ဆုံးသောပညာကိုကိုယ်တိုင်မချင်ဘူး။သူဘောက်လေအဲ့လိုမတုန်တင်ဘူး။ချင်ဖို့မတုန်တင်ဘူး။ကောင်းကင်ဘုံမှာနိုင်ငံမှာအငယ်ဆုံးဖြစ်မယ်။ငယ်တော့သူဖြစ်မယ်။ကိုယ်နဲ့ချင်တဲ့သူဘောက်လေချင်ဖို့တိုက်တွန်းတယ်။ကောင်းကင်ဘုံမှာကြီးတော့သူဖြစ်မယ်။ ြည့်အဲ့ဒါအကြည့်တယ်ငယ်တယ်ဆိုအစ်စ်နဲ့တင်းတင်းတင်းအများကြီးကိုဘယ်လောက်ကြီးမလဲဘယ်လောက်ငယ်မလဲရှိပါတယ်အဲ့ဒါထော်ရတဲ့ဘယ်လောက်ရတယ်လဲမရဘူးလဲပုံမှာအခြေခံနေတာဖြစ်ပါတယ်တရားတင်းနေနော်ထော်ရတဲ့ကိုအပြည့်ဟိုကသူများတက်တိုင်းရတော့သူဖြစ်ကြရအောင်မလုပ်ရမလဲဖះနဲ့မြန်မြန်မိတ်သာရဖွဲ့ရမှာပေါ့ဟုတ်နော်တိုင်းတိုင်းတိကျအောင်ကျွန်တော်အသက်ရှင်ရမှာပေါ့ အဲ့တော့အရေးကြီးဆုံးလို့ကျွန်တော်ထင်တာတန်ရှင်းခြင်းအသက်တာပေါ့တန်ရှင်းခြင်းပါရမီမရှင်အဘယ်သူမြတ်ထောက်တော့ဘုရားကမဖူးမမြင်ရဟုတ်မလားအဲ့တော့မဖူးမမြင်ရမှာတော့ဘလို့အတိကျွမ်းရင်းနှီးကျွမ်းတော့တဲ့အဆင့်ရောက်နိုင်မှာတော့အဲ့တော့အပိချင်းတန်ရှင်းခြင်းအသက်တာရှောင်းအသက်ရှင်ကြအောင်တန်ရှင်တော်ဝိညာဉ်တော်အထက်ရောက်တာနဲ့ကျွန်တော်တို့ကိုဗိမ္မာန်တော်တဲ့ဘုရားသခင်ဗိမ္မာန်တော် ဘုရားသခင်ပြိမှန်တော်တွေတန့်ရှင်းရဤတဲ့ပြိမှန်တော်ဖြက်စီးရင်ထို့သူဘုရားသခင်ဖြက်စီးမယ်တန့်ရှင်းခြင်းရှိပါတန့်ရှင်းခြင်းရှိရင်တင့်ထဲမှာရောက်လာတဲ့တန့်ရှင်းသောဝိညာဉ်တော်နဲ့တင့်ရဲ့ဝိညာဉ်ဟာအလွန်နော်ရင်းနှီးကျွမ်းဝင်ပြီးတော့မှတည်ကျွမ်းခြင်းရှိမယ်အဲ့ဒါဟာခမဲတော်နဲ့တားတော်ကိုတည်ကျွမ်းခြင်းအတိုင်းတာတိုင်းတိုင်းမြင့်ခြင်းအဖြစ်သာရအတက်ကလည်းတိုင်းတိုင်းရရှိတော်သူဖြစ်မယ်နော် ကောင်းကင်ဘုံမှာလည်းသူများတဲ့တိုင်းကြီးတော်သူဖြစ်မယ်ဒါထာဝရကာလဖြစ်ပါတယ်လို့ပြောကြရင်လည်းနေကောင်းချုပ်တယ်ဘုရားသခင်နေတင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်